င်္ဂလာပါဗျာ MCN သတင်းဌာနရဲ့တွဲဆုံမေးမြန်းခန်းအစီအစဉ်ကကြိုဆိုပါတယ်ဒီကနေ့တွဲဆုံမေးမြန်းခန်းအစီအစဉ်မှာတော့ဒီကနေ့မှာကျင်းပနေတဲ့တတိယအကြိမ်27ရာစုပင်လုံးအင်းကျဲညီလာခံမှာနိုင်ငံရဲ့အရေးကြီးတဲ့ပုံကိုယ်တွေတခြားလက်နက်ကိုင်အဖွဲ့အစည်းကအရေးကြီးတဲ့ပုံကိုယ်တွေနဲ့နိုင်ငံရေးပါတီတွေကဒီငင်းငင်းဆွေးနွေးပွဲမှာအဖွဲ့မိန့်ခွန်း ဘာတွေပြောကြသွားလဲဒီပြောကြချက်တွေထဲမှာဘာတွေကထူးခြားချက်တွေရှိသလဲလက်ရှိကျင်းပနေတဲ့ငញ្ញန်းညီလာခံအောင်ဘာတွေထူးခြားနိုင်မလဲဆိုတာကို MCN သတင်းဌာနရဲ့နိုင်ငံကရေးရာအေဒီတာကိုတင်ကောင်ကိုတွေ့ဆိုမေးမြန်းတော့မှာဖြစ်ပါရခင်ဗျာဟုတ်ကဲ့မင်္ဂလာမင်္ဂလာပါခင်ဗျမင်္ဂလာပါဟုတ်ပထမအဆုံးအနေနဲ့ပေါ့နော်ဒီဒီနေ့မှာကျင်းပဒီ27ရာစုဒီတတိယအချိန်ပေါ့နော်ဒီငញ្ញန်းညီလာခံမှာဒီအရေးကြီးတဲ့ပုံကိုပထမအဆုံးအနေနဲ့ဒီနိုင်ငံတော်အတိုင်းအမြံပုံကိုပေါ့နော်သူအဖွဲ့မိကောမှာဘလို့အချက်တွေကိုအဓိကဦးစားပေးပြီး ဖော်ပြသွားလဲ သူပြောကြချက်တွေကရောဘယ်လိုမျိုးထူးခြားချက်တွေရှိလဲဗျအဲ့ဒါလေးအရင်ဆုံးပြောပြပါဦးဟုတ်ကဲ့ဒီနေ့စတင်ပြီးတော့ကျင်းပတယ်21ရာစုပြင်လုံးနော်တတိယအစည်းအဝေးပေါ့ဒီမှာဒေါန်ဆန်းစုကြည်ကမြို့သားပြန်လဲတင်းမြတ်ရင်လေငင်းချင်းဘူဌာနဥက္ကဋ္ဌအနေနဲ့ပေါ့နော်အထူးပြုပြီးတော့အဲရောက်လေဒီနေ့ပွန်ပွဲမှာဒေါန်ဆန်းစုကြည်နော်ဘုဇုံမူကြီးအင်အောင်လိုက်နော်ဒီမြို့သားစီဝါ ်ဝူဇုတ်ကြီးဝူတူစေဖော်နောက်ပြီးတော့ဒီကျွန်တော်ရခိုင်ယူသားပါတီဒုက္ခပေါ့နော်ဒေါ်ရင်နုစေတို့ကအဒီကအဖွင့်မှားစကားပြောသွားတယ်ပေါ့အားလုံးဒီသူတို့ပြောသွားတဲ့အဖွင့်မိန်ခွန်းဒီနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကတော့လက်ရှိအခြေအနေကိုအဲ့ဒါခံနိုင်ကြည့်ချရာခံကြည့်ပုံသက်ကြည့်လို့ရတာပေါ့ ဒီမှာသူကြကြပထမဆုံးအဖွင့်မိန်မှာဆိုဒီနိုင်ငံတော်အတိုင်းပင်ခံပုံကိုပြောသွားရတဲ့အထက်မှာဒီငင်းချင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုအချက်တွေစောင်းပေးပြီးပြောသွားလဲဘာတွေက highlight ဖြစ်ပြောပြလို့ရမယ်ပေါ့ဟုတ်ကဲ့အခုဒီမျိုးသားပြန်လဲပြည်ညာရင်ငင်းချင်းရေးဟိုဌာနဥပဒေပေါ့နော်တောင်ဆန်းစုကြည်ကဟိုကျွန်တော်အမြင်ပေါ့နော်သူကအနာဂတ်အရေးကိုအဓိကထားပြီးတော့သူကပြောတယ်လို့ကျွန်တော်မြင်တယ်အဲ့မှာသူပြောသွားတဲ့ဟာတွေကိုကျွန်တော် ထုတ်ထုတ်ကြည့်လိုက်ရင်ပေါ့နော်တနင်္ဂနွေလုံးပြစ်ခတ်အခမ်းအမှုရစဲ NC စာချုပ်နဲ့ပတ်သက်ပြီးတော့စောင်းပေးပြီးတော့သူ ပြောတယ်နောက်တစ်ခုကဒီဒီမိုကရေစီဖက်ဒရယ်နိုင်ငံဖြစ်ရေးကိုဆက်သွားမယ်ကိစ္စကိုသူခဏခဏထည့်သွင်းပြီးတော့ပြောတော့တာကိုတွေ့တယ်နောက်တစ်ခုကအခုလက်ရှိအဲ့တော့ကျွန်တော်ငင်းငင်းရရှိပြီဆိုတော့လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့အခြေအနေရှိ။နောက်တစ်ချက်ကကြတော့ဒီနိုင်ငံတကာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးထည့်သွားတာရှိတယ်လို့ အဲ့လိုကျွန်တော်အနှစ်ချုပ်ပြီးတော့မြင်မိတယ်ဟုတ်ကဲ့ဒီလက်ရှိထိတွေ့မှုဖြစ်တဲ့ဆိုတော့လက်ရှိ NCA မှာပါဝင်နေတဲ့အဖွဲ့အစည်းတွေရောထိတွေ့မှုကဒါထုတ်ပြန်ချက်တွေရောဂိမ်းလန်းအရာနည်းတဲ့ပမာဏပေါ့နော်ဒီလက်ရှိထိတွေ့မှုတွေဖြစ်နေတာရောဒီမြောက်ပိုင်းပေါ့နော်ဒီချင်းပြည်နယ်မြောက်ပိုင်းမှာဒီအခုတဲရောက်တဲ့ပေါ့သူတို့ကတော့ဖိတ်ကြားသူပေါ့နော်ဒီအဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့ဒီတက်မတော်နဲ့ထိတွေ့မှုဖြစ်နေကိစ္စကိုပါချက်တွေကပြောပြသွားလေးပဲဗျပြောလို့ရှိရင်ဒီအဖွဲ့ဝဲမိတ်ကွန်းပေါ့နော်ဒီ ဖြစ်နေတဲ့ကိစ္စတွေကိုတော့အခုအသေးစိတ်ပြောတာတော့မရှိဘူးဒါပေမဲ့ခြုံငုံပြီးတော့ပြောတာရှိတယ်အဲ့မှာဟိုတော်ဆန်းစုကြည်ပြောတာရှိတယ်တနက်တစ်ချက်ဟောက်လို့ရှင်သဘောတူညီချက်တွေပြက်တယ်ဆိုတာကိုသူပြောတယ်နောက်တစ်ခုကဒီအခုကျွန်တော်တို့တော့အစိုးရရဲ့တပ်မတော်ရဲ့နော်ဒီတိုင်းသားတိုင်းနိုင်ငံတပ်ဖွဲ့တွေဂျားတယ်မှာနိုင်ငံကြီးဆွေးနွေးပွဲဖြစ်ပေါ်ဖို့ပိတ်ဆို့တိဆို့နေတာတွေဟာဒီဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ဖြစ်တယ်ဆိုပြီးတော့သူကခြုံငုံပြီးတော့အားလုံးကိုပြောတာပေါ့နော်အဲ့မှာနောက်တစ်ခုကဒီဒီ NC ပေါ့နော်နိုင်ငံလုံးပြတ်တခိုင်မှုရစဲရေးဘောတူညီစာချုပ်ပေါ့အဲ့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့သူပြောသွားတာကရာခဲလာတဲ့စုံချက်ပေါ့နော်အဲ့ဆိုတော့ဒီစာချုပ်ကိုအခြေခံခြင်းကြောင့်တာလေးပေါ့နော်အခုကျွန်တော်တို့ဒီလိုမျိုးမဆက်တရားဆိုပင်လုံးညီလာခံမျိုးကိုကျင်းပခွင့်ရတယ်အပြည့်ရက်ဒီဖြစ်စီနေရက်ဒီဖြစ်စီခေခေါ်ခွင့် ရတယ်ပေါ့အဲ့ဒီအတွက်ကိုကျွန်တော်တို့ကလေနိုင်ငံကြီးခြေလမ်းကိုဆက်လျှောက်လို့ရတယ်ဆိုပြီးတော့သူအဲ့လိုမျိုးခြုံငုံပြီးတော့ပြောသွားတာရှိပါတယ်ဟုတ်ကဲ့ဆက်လို့ထောက်ပြီးဟုတ်ကဲ့ဒီမှာဒီနိုင်ငံတော်တိုင်းပြည်ကပုတ်ဝဲမေကွန်းပြီးရဲ့နောက်မှာဒီတမရော်ရဲ့ကောက်ဝဲဦးစီးချုပ်ပေါ့နော်ဘုံမူကြီးမင်းအောင်လိုင်းမေကွန်းပြောရပေါ့သူပြောတဲ့အချက်တွေထဲမှာရောဒီလက်ရှိ NCA မှာရောဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာရောဘယ်အချက်တွေကဒီ highlight လုပ်ပြီးပြောဆိုလို့ရအောင်လဲ barrier ထူးခြားမှုရှိနေတယ်ဗျာ ဒီတမလောကဝေဥသိချုပ်ဘုဇုံမူကြီးမင်းအောင်လှိုင်ကတော့သူကဒါအတိအတိတ်ရဲ့အကျဉ်းသားမှဖြစ်ဖို့ပေါ့သူစပြီးပြောတယ်ပြောတယ်ဆိုတာကသူကကျတော့ခုနကကျွန်တော်ပြောတာဟိုဒေါန်ဆန်းစုကြည်အနာဂတ်ကိုအလေးပေးပြီးပြောတယ်သူကကျတော့ဒီအတိတ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးသူကအထူးအလေးထားပြီးသူရှင်းပြတာပေါ့နော်ဒီလိုတိုင်းသားလည်းနဲ့ကံပတိပခါတွေဘာကြောင့်ရှိရတယ်ပေါ့နော်သူအဲ့လိုမျိုးရှင်းပြတာမှာဟိုဘရစ်ရှား အစိုးရခွဲခြားအုပ်ချုပ်မှုကစပြီးတော့ပေါ့နော်နောက်ဦးနူးလက်ထက်နောက်ဒီတော်လိုင်းကောင်စီလက်ထက်ကြီးသူတော်တော်လေးဆုံဆုံလင်လင်ပြောသွားတာရှိတယ်ဒီတိုင်းသားလည်းလည်းဂိုင်းအဖွဲ့ကြီးရဘလူးဆောင်ဖြစ်တယ်ပေါ့ဗျာအဲအဲ့လိုမျိုးသူကဟိုပြောလို့ရှိရင်လက်ဟိုကျွန်တော်မြင်တာပေါ့နော်လက်ရှိထိဖြစ်နေတဲ့တိုက်ပွဲထိတွေ့မှုဒီနဲ့ပတ်သက်ပြီးတော့လည်းသူပေါ့နော်နောက်ခံအကြောင်းတွေကိုသူရှင်းပြခြင်းသာလို့ဟိုကျွန်တော်ထင်တယ်ဒါပေမဲ့ ဲ့မှာကျွန်တော်တစ်ချက်သတိထားမိတာကဒီနိုင်ငံလုံးပြခက်အခက်မှုရဲ့ဆဲရေးသဘောတူစာဘောတူညီချက်ပါနော် NCA ဟာအရေးပါတယ်ဟောဒါအားသာချက်ဆိုတော့တော့သူကဒီပုံဖော်ပြီးပြောသွားတာရှိတယ်ဟိုပထမပိုင်းမှာလုံဆန်းစုကြည်ပြောသွားတာမှဒီတနက်တစ်ချက်ဖောက်လို့ရှင်သဘောတူညီချက်ပြီးပြတ်တယ်ဆိုပြီးလုံဆန်းစုကြည်ကပြောသွားတာရှိတယ်ဒါပေမဲ့ဒီဘက်က ဦးဇုံသူကြီးမင်းအောင်လိုင်ကကြတော့လေသူကဘလို့ပြောလဲဆိုတော့တိုင်းသားလည်းနိုင်ငံဖွဲ့တွေနဲ့ကုလူကူထိန်းပါပြီးတော့ဒိမ့်မယ်ပေမဲ့အကြောင်းပြချက်တွေမပေးနဲ့ပေါ့ဟိုကျွန်တော်ပြောချင်တာအခုဘာကိုမြင်ရလဲဆိုလို့ရှိရင်ဟိုတစ်ဖက်စီတစ်ဖက်စီမှာပြဿနာကိုဘလို့မြင်နေကြတယ်လေတစ်ဖက်စီတစ်ဖက်စီကဘလို့ခံယူနေကြတယ်လေအဲ့အဲ့ဘောမှာအခြေခံပြီးတော့အခုအစတရာစုပြင်လုံးဒီလာကတတိယအစည်းအဝေးလीအ ဘယ်လိုဒီတကယ်ဟိုဘောနော်တကယ်ဆွေးနွေးကြမလဲပေါ့ဒီဆွေးနွေးပွဲအတွင်းမှာဆွေးနွေးပွဲပြင်ပမှာရောဟိုဘယ်လိုဆွေးနွေးကြမလဲလောကဆန်းစုကြည်ပြောသွားတာလဲပါပါတယ်ဟုတ်အဲ့ဆိုလို့ရှိရင်ပေါ့နော်ဒီနောက်ကျွန်တော်သိချင်တာကဒီလက်ရှိဒီတိုက်ပွဲတွေဖြစ်နေတဲ့အခြေအနေကဒီခုနမေကွန်းနေတယ်မှာရောဘာကြောင့်လို့ဟိုဥမာတစ်ဖက်တစ်ဖက်ပေါ့ဒီတက်မရောဘက်ကဆိုလို့ရှိရင်ဒီကော်ဝေးဦးကြုတ်ပကြုတ်မှုကြီးမင်းအောင်လိုင်းအနေနဲ့သူကအကူအစားပြုတာကိုဒီအစိုးရကတော့ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူကကိုစားပြုဆိုတော့သူတို့နှစ်ယောက်ရဲ့ပြောရကြမှာကွဲလွဲမှုတွေမှာဘာတွေထူးခြားတာတွေထက်ရှိသေးလဲကအဓိကကဘောင်ကန်းစုကြည်ကဟောနော်ဟိုပြောသွားတာကဒီငင်းငယ်ကြီးရဖို့တိုက်တိုက်ပွဲတွေဖြစ်နေရလဲပါတာဗောလေဒီအဓိကစင်မြစ်ဒီနိုင်ငံကြီးပေါ့နိုင်ငံကြီးဆိုပြီးသူကထောက်ပြသွားတာရှိတယ်အဲ့တော့တစ်ဖက်ကလည်းဟိုဘုံမြင်းမြောင်းကလိုင်းကဘာပြောလဲဆိုတော့ ဒီပေါ့နော်ဒီကိစ္စတွေမှာဟန်ရေးပြပြီဆိုလုံးပလာတွေတုံးနေလို့မရဘူးပေါ့ဟိုမိကောနှစ်ခုမှာပေါ့နော်အပြန်ကဟိုဟိုဘလူးရက်တီနေစားလဲပေါ့နော်ဟိုဘလူးခံယူနေစားလဲအဲနောက်တစ်ချက်ကအကောင်းကျင်သဘောနဲ့ပြောရရင်ဘယ်ချက်တွေကညှိမှုလို့တလဲဆိုတာကိုကျွန်တော်တို့ကအဲ့သူ့ရဲ့မိကောနေပေါ်မှာခြေအားခံကြည့်လို့ရတာပေါ့နော် ဟုတ်ဆိုလိုတဲ့သဘောကဒီတမရဘကယတိဂျန်နဲ့ဒီအစိုးရဘကယတိရဲ့ဂျာမာဒီကွယ်ပြားမှုလေးတော့နည်းနည်းပုတ်တိုက်မှုလေးရှိနေတဲ့သဘောတွေ့နိုင်ရမှာဗျအဲရှိတယ်ရှိတယ်ဆိုတာကသူတို့ဒီနှစ်ဖက်ထဲမှာမှမဟုတ်ဘူးဒီတိုင်းသားလက်နက်ကင်တစ်ဖွဲ့ရင်းနဲ့ပတ်သက်ပြီးတော့လည်းရှိတယ်အဲ့ဒါကပြီးလို့ရှင်ဘူဘူဂျီမူရူဆေဖူပြောတဲ့အထက်မှာပါလာပါလိမ့် ဒီတတိယမြောက်မိကွန်းပြောတဲ့အခြေအနေပေါ့နော်ဒီတိုင်းသားလက်နက်ကင်တွေအစုအဖွဲ့တွေကကူစားပေါ့ဒီ KNU ကဒီပေါ်ချုပ်ကြီးမူတူစေးပေါ့ပေါ့နော်သူပြောစုချက်တွေထဲမှာဘယ်ချက်တွေကဒီနည်းနည်းထူကြမလဲသူတို့ဒီတိုင်းသားလက်နက်ကင်တွေဘက်ကရောဒီဘာတွေပြောသွားသေးလဲဗျရင်မျိုးသားစီယုံဥက္ကဋ္ဌဘူဇိုကြီးမူတူစေဖို့သူကတော့ပြောသွားတာမှာအဓိကကျွန်တော်ဒီ NCO ရဲ့သူဆောင်းပေးတာပေါ့ဆောင်းပေးတယ်သူက ဟိုသူတို့မှာတာဝန်ရှိတယ်အနာဂတ်အတွက် သူတို့မှာတာဝန်ရှိပါတယ်ဆိုပြီးတော့ဘူဇိုကြီးမူလူစေဖို့ကပြောတယ်အခုသူနိခုံလေးယူပဲပြန်ပြောရလို့ရှင်ကျွန်တော်တို့ချောတိုင်းတက်နေတယ်သူပြောတယ်ချောတိုင်းတက်နေတယ်ဆိုတာဟိုအောက်ကိုပြန်ရှောမကြဘူးလို့လည်းပေါ့ရောက်တဲ့နေရာအပေါ်ကိုဆက်တက်ဖို့လို့လည်းပေါ့အဲ့မှာသူအရေးကြီးဆုံးအချက်ကိုထောက်ပြတာဆွဲမချပါနဲ့ဆိုတဲ့အချက် တော့အဓိကခြုံပြောရင်သူပြောသွားတာဒီဒီ NCA စာချုပ်ကိုဇောင်းပေးပြီးတော့ပြောတယ်လို့ပဲနေစုပ်ပြောလို့ရပါတယ်။ဟောဆိုတော့ဒီလက်နက်ကိုင်အဖွဲ့ရဲ့ဒီ NCA စာချုပ်ကိုပဲဒီသူတို့အနေနဲ့ဇောင်းပေးပြောဆိုတာဒါဆိုရင်ထိုးထားတဲ့အဖွဲ့လည်းရှိမထိုးရသေးတဲ့အဖွဲ့လည်းရှိသေးတယ်ပေါ့နော်။ဒီလက်ရှိဆိုရင်တိုက်ပွဲဖြစ်ပေါ်နေတဲ့အဖွဲ့လည်းဒီစာချုပ်ကအရေးကြီးရဲ့ဆိုပြီးတော့ထောက်ပြထားပေါ့။တောင်ဆန်းစုကြည်ပြောသွားတဲ့အထဲမှာလည်းပါတယ်။ဘောနော်ဒီဇွဲဝိုင်းကိုလာနိုင်တာဒီ ဒီစာချုပ်ပဲဖြစ်တယ်ပေါ့နောက်တစ်ချက်ကလည်းဘုရင်မူကြီးမင်းအောင်လိုင်းပြောသွားတဲ့အထဲမှာဒီ NCA ပေါ့နော်အပြည့်ရစာချုပ်ဒီအားသာချက်လို့ပြောတယ်အဟိုဒါဒါသူတို့ဒါမှန်းကြည့်လို့ရတယ်ပေါ့နော်ဒီစာဒီလမ်းကြောင်းတစ်ခုလို့သူတို့အပွဲအားလုံးဒီမြင်လဲမြင်တယ်ဆိုတဲ့အချက်ပေါ့အဲ့ဒါဟိုကောင်းတဲ့အချက်လို့ကျွန်တော်မြင်တယ်အဲ့ဒါအဲ့ဒီတော့ဟို ဒီ NC စာချုပ်ကိုလည်းမမထိုးသေးတဲ့အဖွဲ့တွေလည်းထိုးလာဖို့ပေါ့နော်ဒီထိုးလာပြီးမှနောက်တစ်ဆင့်ကျွန်တော်ကဒီသဘောပေါက်မှထိုင်ပြီးတော့နိုင်ငံရေးစွန့်ဘွဲကိုလှုပ်လို့ရအဲ့မှာတစ်ချက်ကဘာလဲဆိုတော့ပေါင်းစပ်စုကြည်ထောက်ပြတော့တာရှိတယ်အခုစရှိပေါ့နော် Federal သဘောတူညီချက်ကိုရနိုင်လောက်တဲ့အဆင့်ကိုမရောက်ဘူးလို့သူထောက်ပြဘာလို့လဲဆိုတော့ဆိုတော့ Federal ဆိုတဲ့စကားလုံးပေါ့နော် Federal ဆိုတဲ့စကားလုံးမှာ ဘရဆန်ဆန်ကြီးကဖက်ဒရယ်စီခွဲထွက်ရေးမဟုတ်ငင်းချမ်းရေးလို့ပြောတယ်။ဘယ်လိုမျိုးအောင်လာရင်ကလည်းဖက်ဒရယ်ဆိုတဲ့စကားလုံးတော့ပြောတယ်။ဒါပေမဲ့သူကလည်းသူ့မိန့်ခွန်းထဲမှာပြောလဲဆိုတော့ခွဲထွက်ရေးဆိုတဲ့စကားကိုမပြောနဲ့။ရေကောက်ပွဲဆိုတဲ့စကားကိုပြော။အဲ့လိုမျိုးပြောတာရှိတယ်။အဲ့မှာဟိုဘိုဂျိုကြီးမူတူစစ်ဖော်ကလည်းဒီဖက်ဒရယ်ဆိုတဲ့အိစာကိုပြောပါတယ်။ဟိုသူကတော့ NC စာချုပ်ထိုးထားတယ်ပေါ့နော်ဒီဖက်ဒရယ် ကိုသွားမယ် NC အရေးကြီးတယ်ဗောဗျာအဲအဲ့လိုမျိုးပြောသွားတာတွေ့ရပါဟုတ်ကဲ့အော်နောက်တစ်ခုကဒီထဲမှာဆိုလို့ရှိရင်ဒီမေကွန်ပြောတဲ့မှာဆို၄အစုအဖွဲ့၄ခုပြီးကိုစားလို့ပြောလို့ရပါတော့နော်ဒီနိုင်ငံရေးပါတီတွေရဲ့ကိုစားဒီရခိုင်မျိုးသားပါတီကဒီဒုတိယဥက္ကဋ္ဌဒီဒေါ်အေနုဆေရံလည်းဒီမေကွန်တက်ပြောပါတယ်ပေါ့သူပြောတဲ့အထက်အထက်မှာဘယ်လိုအချက်တွေအားထူးခြားမှုတွေပါသေးလဲဗျသူကဘယ်အရာကိုစောင်းပြီးပြောရလဲနိုင်ငံရေးပါတီကိုစားပြောဆို သူကရခိုင်ပြည်နယ်အရေးအဝင်ဆုံးစပြီးတော့ပြောတယ်ပေါ့နော်ရခိုင်ပြည်နယ်အရေးကိုစပြီးပြောတယ်ဆိုတာကသူတို့ဒီရခိုင်ပြည်နယ်ထဲမှာနော်ဒီလူခွင့်ရတန်းလူရရှိဖို့လိုတာမှန်တယ်ဒါပေမဲ့နိုင်ငံတကာတောင်းဆိုနေတဲ့ဟာတွေကိုလည်းအလျှော့ပေးဖို့မလိုဘူးပေါ့အဲ့မှာသူကတစ်ချက်ထောက်ပြသွားတာကသူတို့ဒီအစိုးရရဲ့လွှတ်တော်ရဲ့တမတော်ရဲ့ပေါ့နော်သုံးပွင့်ဆိုင်ပြီး တဲ့သဘောတည်းဖြစ်ဖို့လိုတယ်ဆိုပြီးတော့သူကအဲ့မှာတစ်ချက်ဟိုထောက်ပြသွားတာရှိပါလေအခုတင်ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြီးမှသူကရခိုင်ပြည်နယ်အရေးကနေပြီးတော့သူကအားလုံးတိုင်းသားအရေးကိုဆိုရပြီးတော့သူကထုတ်ပြီးတော့ပြောသွားတာပေါ့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒီသူပြောတဲ့မှာဒီနိုင်ငံရေးပါတီကိုသာရခိုင်ပြည်နယ်အရေးဥသာပေးပြီးတော့ပြောပေါ့နော်ဒီရခိုင်ပြည်နယ်အရေးကြောင့်လဲဟိုတချို့သုံးသက်တဲ့သူတွေကဒီပင်လောကဒီနောက်ကျနေရလို့ ဟိုဝေဖန်မှုတွေရှိအဲ့ဘက်မှာအခုသဘောထားလေးပေါ့ဘယ်လိုမြင်လဲမသိဘူးရေသူကရခိုင်ပြည်နယ်ရေးကိုဦးစားပေးတယ်ဆိုတာထက်ပေါ့လေရခိုင်ပြည်နယ်ရေးကိုသူအရင်စတင်ပြောပြီးတော့ဟိုရခိုင်ပြည်နယ်ရေးကိုပြောရချင်နိုင်ငံတကာဖိအားနဲ့ပတ်သက်ပြီးတော့ပြောရချင်ဖြစ်တယ်ဘာလို့လဲဆိုတော့ပထမဆုံးမိန့်ခွန်မှာကျွန်တော်ဒီနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကနေပြီးတော့ပြောသွားတာတခုရှိတယ်။ပြည်တော်စုအထက်ညီညွတ်မှုပေါ့နော်။အဲ့ညီညွတ်မှုဟို ရှိမှာပေါ့နော်နိုင်ငံတကာရဲ့ဒီဖိအားတွေကိုရင်ဆိုင်နိုင်မယ်ဆိုပြီးသူကတော့တကယ်လို့တော့မပြောဘူးပေါ့နော်ပါပါလေးပဲသူပြောသွားတာရှိတယ်အဲအဲ့ဒီလိုပဲဒီဒေါ်ရင်နူးဆိုင်ရလဲအဲ့လိုကြီးပြောသွားတာရှိတယ်ပေါ့နော်အဲခုနကျွန်တော်တို့ပြောတဲ့အမျိုးသားအပြန်လိုက်ညားစီရေပေါ့နော်အစိုးရလွတ်တော်နဲ့တမတော်တို့သဘောတည်းရှိဖို့အရေးကြီးတယ်ဆိုပြီးတော့သူကအထူးပြုပြီးတော့ပြောသွားတာပေါ့ ဒီဒီအခုလက်ရှိကျင်းပနေရဒီ21ရာစုပင်လို့ဒီမှာငញ្ញိုင်းညီလာခဲ့ပါဒီနိုင်ငံအရေးကြီးရဲ့ပုံပေါ်တွေပြောကြားချက်တွေကိုကျွန်တော်ကဒီ highlight လုပ်ပြီးကျွန်တော်ဖော်ပြရပေါ့ဒီဟိုပြောမယ်ဆိုရှင်အခုအဖွဲ့အခုမှအဖွဲ့မှရှိသပါတော့ဒီသူတို့ရဲ့ပြောစကားတွေထူးခြားဒီ highlight လုပ်ပြီးပြောသွားတဲ့ဟာတွေကိုကြည့်ချင်းအပြင်ဒီ21ရာစုတတိယအကြိမ်ပေါ့နော်ဒီငញ្ញိုင်းပင်လုံညီလာခံကဘလောက်အတိုင်းအတာဒီအောင်မြင်မယ်လို့အခုနည်းနည်းသုံးသပ်လို့ရတယ်ဗျဘာတွေရောထူးခြားမှုရှိလာနိုင်လဲဒီနေရာမှာဟို ။ဘောင်ဆန်းစုကြည်လည်းပြောသွားတာရှိတယ်။ဆွေးနွေးမှုတွေကတော့ဆက်ပြီးလုပ်နေရမယ်။နိုင်ငံရေးစီလံနေဆက်ပြီးတော့လှမ်းနေရမယ်။ပြီးတော့ကျွန်တော်တို့ကဒုတိယအကြိမ်မှာရထားတဲ့သဘောတူညီချက်တွေရှိတယ်။အခုတတိယအစတရာစုပြင်လုံးတတိယဆွေးနွေးပွဲမှာလည်းသဘောတူညီချက်တွေရဖို့သူမျှော်လင့်ထားတယ်။ပြီးလို့ရှိရင်နောက်တစ်ဆင့်နောက်တစ်ပွဲထပ်လုပ်အောင်မယ်လို့သူကပြောတယ်။ပြောရရင်ဆိုတော့အခုကျွန်တော်တို့ကမိန်ကွန်းတွေကိုတုံးသားလိုက်လို့ရှိရင် ဟိုအားလုံးဒီလက်ရှိရှင်နေတဲ့ပြဿနာတွေအရှိအစီတိုင်းညင်နေနောက်တစ်ခုကခုနကျွန်တော်ပြောသွားတာပေါ့နော်ဟိုတိုက်ပွဲ NC အကြောင်းရှိတယ်တိုက်ပွဲကြီးအကြောင်းရှိတယ်နိုင်ငံတကာဖိအားကြီးအကြောင်းရှိတယ်အားကြီးအားလုံးကိုမွေ့လင်းလင်းပြောတယ်ပြောလို့ရှိရင်ကျွန်တော်ပြည်သူတွေသိရတယ်ဟုတ်ပြီဒါဆိုရင်တို့ဟိုတို့တွေလက်ရှိပြဿနာကိုရှိနေတဲ့အတိုင်းကိုချင်းကပ်ကြတယ်ပေါ့အဲ့တော့အဲ့ချင်းကပ်တဲ့အတိုင်းကိုဘယ်လိုဖြေရအောင်လုပ်မလဲလို့ တန်းနိုင်ဆုံးကြိုးစားကြလိမ့်မယ်လို့အဲ့လိုပဲမျှော်လင့်ပါတယ်ကျွန်တော်ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ပါဒါကတော့ဒီကနေ့မှာကျင်းပနေတဲ့ဒီတတိယအကြိမ်27ရာစုငင်းငယ်ညီလာခံမှာနိုင်ငံရဲ့အရေးကြီးတဲ့ပုံကိုယ်တွေဒီတိုင်းသားလက်နက်ကိုင်းအဖွဲ့ကပုံကိုယ်တွေကဒီငင်းငယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထူးခြားချက်တွေပါပြီးပြောကြားသွားတယ်ဆိုတာကို MCN သတင်းဌာနရဲ့ ိုင်းနဂါရေးရအိတ်တာကိုတင်ကားနဲ့တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါရခင်ဗျ MCN သတင်းဌာနရဲ့တွေ့ဆုံမေးမြန်းအကန့်အစီအစဉ်ကိုကြည့်ရှုအားပေးကြကြရအတွက်ကျေးဇူးတို့တရှိပါတယ်